ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ဗီဒီယိုအကြောင်းအရာလေးကတော့ကျွန်တော်တို့ထိန်စီ၃လုံးအလေထိန်၃လုံးအပိတ်၃လုံးကိုကျွန်တော်ပရိနေညီပေးသွားမှာဖြစ်ပါတယ်ဗောနော်ရင်းစုံနေနဲ့ကျွန်တော်တို့ဒီမှာထိန်စီကတော့ဒီတော့များတင်နေထိန်စီမှာနေထိန်စီနေနေဒီရှစ်ထိန်စီရှစ်လေး၃ဗောနော်ရှစ်ထိန်စီရှစ်ချောတော့နေထိန်စီနေတော့များကိုခွန်ထိတ်ခွန်ခွန်ကိုခွန်ထိတ်900 3008 6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  နိနိခွန်ဘောနော်ဒီမှာတော့ကျွန်တော်တို့တန်းကြီးအရာ၅၆ခွန်အတိထိစီဖြစ်မယ်ဘောနော်၅၆ခွန်ထိစီဆိုပြီးရာနေတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကြောင့်မို့ဒီချစ်ချိန်မှာဆိုရင်ကျွန်တော်တို့ဒီ၅၆ခွန်ထိကို ယူมาဖြစ်ပါတယ်ဘောနော်ဒါက20တမျိုးနဲ့ထပ်ပြီးပြပြီးရှင်းဖြစ်ပါတယ်ဒါထိတ်စီပါနော်နောက်ထပ်အလေထိန်ကိုလည်းကျွန်တော်ထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်အလေထိန်ကလည်း၃လုံးဖြစ်မယ်ပါနော် โอเคဒီအလဲထင်သုံးလုံးကိုကြတော့ကျွန်တော်တို့မိတ်ဆွေများတီးပြီးသားဖြစ်ပါတယ်ဗောနော်သုံးသုံးရောကနေစပြီးတော့ခြားပြီးလာခဲ့တဲ့အလဲထင်သုံးလုံးယူတဲ့ဤဖြစ်ပါတယ်ဗောနော်တန်ဤကလည်းကျွန်တော်တို့မိတ်ဆွေများတီးပြီးသားဖြစ်ပါတယ်နေနေတဲ့ရှလေတုံချေချောက်တုံနှစ်တုံညာကိုခွန်ခွန်ကိုပြီးတော့ခွန်တုံများတုံညာသုံးခွန်ခွန်ကျွန်တော်ရှီကိုလေးတပင်ကလေးကတင်ပြီးထားတယ်ဗောနောရှီကိုလေးမှာကိုတုံများထဲကကိုတလုံးဖြစ်ပါတယ်မာချောက်တုံချောက်ရှီခွန် ငင်းနေခွန်ဒီတပတ်မှာတော့တစ်တုံးလေးလေးအလေထိန်ပို့ပြီးတော့အာတာတွေပေါ့နော်ကျွန်တော်ကျွန်တော်ဒီမှာတစ်တုံးလေးအလေထိန်ဆိုပြီးရာနေတာဖြစ်ပါတယ်ခင်ဗျာတစ်တုံးလေးအလေထိန်ပေါ့နော်နောက်ထပ်အပိတ်ကိုလည်းကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာအပိတ်ကတော့ရှောက်ခွန်တစ်အပိတ်မှာရှေ့ရှောက်ခွန်၆၃၆ရှောက်ရှောက်နှစ်ရှောက်ရှောက်က၉ရှောက်နှစ်၃၄လေးမှာ၆၃၆ ုတုံများလေးထဲကတုံများလေးလေးပါနော်နင်းနေတဲ့ရှိလေးတောင်းရှိချတော့နေတုံများ9009 9000 3006 9 6 3 6 8 9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  ဆိုတော့ကျွန်တော်တို့ဒီမှာတော့အပိတ်သုံးလုံးယူတဲ့နေ့ဖြစ်ပါတယ်။ဒီထိတ်လေးပိတ်ကိုကျွန်တော်ကအနောက်နှလုံးပေါင်းချင်းပြိနေထပ်ပြီးတော့ညှိလိုက်မယ်ပေါ့နော်။ကျွန်တော်ထိတ်လေးပိတ်စီလိုက်ရင်အအကွက်တရားအများကြီးပဲပေါ့နော်။တာကူမှကျွန်တော်အကွက်ကျင်းတော့အောင်ဆွပြီးတော့ဒီငါးတုံများလေးကနေစားပြီးတော့ပေးလာခဲ့တဲ့အနောက်နှလုံးပေါင်းချင်းပြိချလုံးနဲ့ထပ်ပြန်มาဖြစ်ပါတယ်။ရှောင်းနဲ့ငါးပေါင်းဆက်တဲ့ရှောင်းနဲ့နှစ်ပေါင်းရှင်းရှင်းတောင်များလေးလေးမှာလေးလေးပေါင်းရှိပါတော့အလေနဲ့အပိနဲ့ကနန်းနှလုံးပေါင်းရှင်းပြိဖြစ်ပါတယ် ခွန်ကို၁၆တောင်များတောင်များခွန်ခွန်ဆလစ်ကိုလေး၁၃ငါးလျှောက်သုံးပါရှောင်းနဲ့သုံးပေါင်းကိုရှောင်းရှဲခွန်ပါရှင်းနဲ့ခွန်ပေါင်း၅နင်းနဲ့ခွန်ပေါင်းကိုဒီတပတ်မှာဗောနောကျွန်တော်အတွက်နည်းအရာရှောင်းခွန်ရှိကိုတောင်များတည်တည်အနန္တလုံးပေါင်းချင်းပြိစုပြီးရတာဖြစ်ပါတယ်ရှောင်းခွန်ရှိကိုတောင်ညာတည်ဖြစ်မယ်ဗောနော Okay ဒါဆိုရင်ကျွန်တော်အလေနဲ့အပိန်နဲ့ပေါင်းမှာဖြစ်ပါတယ်ဗောနောပေါင်းရင်ရှောင်းခွန်ရှိကိုတောင်ညာတည်ဖြစ်ရမယ်ဗောနော တင်းနဲ့ခွန်ပေါင်း၈ဆိုတဲ့အတွက်အိမ်မှာတိခွန်ရပြီးတင်းနဲ့၈ပေါင်း၉ဆိုတဲ့အတွက်တိ၈ပေါ့နော်ပြီးရင်တင်းနဲ့၄ပေါင်း၃သုံးပရိမပါဘောနော်သုံးခွန်ပေါင်း၃၀ဆိုတဲ့အတွက်သုံးခွန်သုံး၈ပေါင်း၈၁ဆိုတဲ့အတွက်တပရိပေါ့နော်သုံး၈တုံးနဲ့နှစ်ပေါင်းက၄နဲ့ခွန်ပေါင်း၁၁ဆိုတဲ့အတွက်၄ခွန်တွဲပါနော်ပြီးရင်၄၈က၁၂နှစ်ပြိမပါဘူး၄နဲ့နှစ်ပေါင်း၆ပြိပါတဲ့အတွက်၄နှစ်အနောက်တွဲဆိုပြီးတော့ကျွန်တော်တို့ဒီအမှာ ့လေပိတ်တွဲ၆တွဲရတယ်ဗောနော်အဲ့ဒီလေပိတ်တွဲ၆တွဲကိုကျွန်တော်ကနောက်ထပ်အနေနဲ့ဗောနော်ထိစီထေရအောင်ထိလေပိတ်ကနန်းသုံးလုံးပေါင်းရှင်းပရိတ်နဲ့ထပ်ပြီးပြပြီးသွားမယ်ဗောနော်သုံးလုံးပေါင်းရှင်းပရိတ်ကလည်းလေလုံးဖြစ်ပါတယ်ကျွန်တော်ဒီဟာလေးဗောနော်နေပရိတ်၄၅၃တေပရိတ်၈၁၅ပရိတ်၉၅၁နှစ်ပင်ရှားပရိတ်ယူတဲ့နေ့ဖြစ်ပါတယ်ဗောနော် တွင်ဤကတော့ကျွန်တော်ဒီအပန်းရောင်ကရန်၃လုံးပေါင်းရှင်းဖြစ်ပါတယ်။ပြီးရင်ဒီမှာလစ်တုံများလေးလေး၈ break 9 break 6 6 3ပေါ့နော်။ပြီးရင်9 break 9 3ည3ည6 break 5 6 3ဒီ၈ချိန်မှာတော့6 8 three break ဆိုပြီးရနေတာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီတွင်ဤထပ်ပြီးတော့ခြားပေးသွားခဲ့အောင်မယ်ဆိုရင်ပေါ့နော်။အဲဆိုရင်ကျွန်တော်တို့6 8 3ပြိနဲ့ညီမှာဖြစ်ပါတယ်6 8 3 ခွန်ရှေတိပရိပါနော်โอเคဒါဆိုရင်ကျွန်တော်တို့အဲ့မှာ6ခွန်7တိပရိညီမယ်ပါနော်အကေရွေးကျွန်တော်အနောင်နှလုံးပေါင်းရှင်းဒီမဖော်ဘူးအတိတ်လေးပဲတုံးလုံးပေါင်းရှင်းလေးမဖော်တော့ခဲ့ဘူးဆိုရင်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီမှာတက်ခွန်ပေါင်းရှင်းပါနော်အလေးပိပေါင်းရင်တက်ခွန်ပေါင်းရှင်းရှိရတယ်ပါနော်အဲ့ဒီရှင်းနဲ့ကျွန်တော်ထိုက်စီ9နဲ့ပေါင်းကြည့်မယ်ပါနော်ရှင်းနဲ့9ပေါင်း 73တုံးပရိမပါဘူးရှင်းနှရှောင်းပေါင်း74ပရိကလည်းမပါဘူးရှစ်ခွန်ပေါင်း55 9ပရိကလည်းမပါဘူးဘောနော်ဆိုတော့တစ်ခွန်သွဲလွတ်သွားမယ်ပြီးရင်တစ်ရှိကိုသတ်သွားမယ်ဘောနော်ကိုကိုကိုကျွန်တော်ထိတ်စီ9ထည့်တော့74ပရိမပါဘူးဘောနော်အဲ့ဒီကိုကို6နဲ့ပေါင်းတော့55 9ပရိကလည်းမပါဘူးဘောနော်ကိုနဲ့ခွန်ပေါင်းရှင်းက76 6ပရိပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ခွန်ထိတ်စီနဲ့ပေါင်းခွန် ထိစီနဲ့ကိုတီရှင်းတော့သွင်းနေပါတော့ဆိုတော့ခွန်တီချေကနန်တော်လို့ပေါင်းရှင်း၆ပြေရမယ်ပါတော့ Okay နောက်ထပ်ကျွန်တော်3ခွန်တွဲကိုလည်းထပ်ပြီးကြည့်အောင်ပါเนาะ3ခွန်ပေါင်းရှင်းက30ပါเนาะ3ညဖြစ်ပါတယ်ဆိုတော့အဲ့ဒီ3ညကို5 6ခွန်ဆိုတော့ကျွန်တော်6ခွန်ပြိတ်ကပါနေတဲ့အတွက်ကြောင့်မို့ပါเนาะအဲ့ဒီမှာ6 3ခွန်ဖြစ်မယ်ပြီးရင်ခွန်3ခွန်ပါเนาะ6 3ခွန်ခွန်3ခွန်ဆိုပြီးရတာဖြစ်ပါတယ် နောက်ထပ်38တွင်38တွင်နှလုံးပေါင်းရှင်တိပရိပါဏောသစ္စာတိကို9ပေါင်းရှင်6ပြရတဲ့အတွက်ကြောင့်မို့938ကတိကရဏ3လုံးပေါင်းရှင်6ပရိဖြစ်ပါတယ်။ရှောင်းနဲ့တိပေါင်းခွန်ပရိပါတဲ့အတွက်ကြောင့်မို့ရှောင်း38တိကရဏ3လုံးပေါင်းရှင်9ရရတယ်ပါနော်။ဒါကြောင့်မို့9ပရိဖြစ်ပါတယ်။ Okay နောက်ထပ်ဒီခွန်နဲ့တိပေါင်းရှင်ဆိုတဲ့အတွက်ကြောင့်မို့ခွန်38ဆိုပြီးရှင်ပရိမှာရမယ်ပါနော်။တိပရိကတော့ကုလလို့ဆယ်ဖြီးသေးဘူးပါနော်။ ။ Okay နောက်ထပ်၄နဲ့ခုံပေါင်း၁၁တိကုံ၅နဲ့ပေါင်းရှင်း၆ဆိုတဲ့အတွက်ကြောင့်မို့၅၄ခုံစုပြီးထပ်ပြီးရမှာပေါ့နော်။တိပရိမာကားလေးခွန်ဖြစ်မယ်ပေါ့နော်ဒီမှာကျွန်တော်က6လေးခွန်စုပြီးရင်မိသွားတယ်6လေးခွန်ဒီ9ပြိဖြစ်မယ်ပေါ့နော်โอเคဖြစ်လိုက်မယ်ပေါ့နော်ဆိုတော့ခွန်7ပြိမှာတော့ခွန်လေးခွန်ပေါ့နော်ခွန်လေးခွန်ကနန်း3လုံးပေါင်းရှင်း7ပြိဖြစ်ပါတယ် ကျွန်တော်ဒီမှာရှောင်းလေးခွန်မဟုတ်ဘူးဗောနောငါးလေးခွန်ဖြစ်ပါတယ်ငါးလေးခွန်ကနန်းသုံးလုံးပေါင်းရှင်းကရှောင်းပရိဖြစ်ပါတယ်ခင်ဗျာဒီရှောင်းလေးခွန်မှာကနန်းသုံးလုံးပေါင်းရှင်းခုနှစ်ပရိဖြစ်မယ်ဗောနောရှောင်းလေးခွန်ကိုအပေါ်မှာလဲကျွန်တော်တစ်ချိန်ရေးမိသွားတယ်ဗောနောโอเคကျွန်တော်လေးခွန်သွဲပြီးတော့လေးနှစ်သွဲဗောနောလေးနှစ်နှစ်ပေါင်း6 6ကို9နှစ်ပေါင်းတာ7 စတိပရိပါတဲ့အတွက်ကြောင့်မို့ငါးလေးနေတဲ့ဖြစ်မယ်ပေါ့နော်၅လေးနေတဲ့တကွပြန်ရင်6ကို6နဲ့ပေါင်း7ပြိမပါဘူး6ကို9နဲ့ပေါင်း73ပြိမပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြိနဲ့ကန်ကြီးတာအဲ6ပြိမှာကတော့၄ကွက်ဖြစ်မယ်ပေါ့နော်9ပြိမှာ3ကွက်10ပြိမှာ9ကွက်10ပြိမှာ3ကွက်သေးပဲဖြစ်ပါတယ်အဲ့ဒီမှာပြိအားတာရာကတော့ကျွန်တော်10ပြိအားတာတယ်ပေါ့နော်6ခွန်10တဲ့ထက်က10ပြိပို့ပြီးတော့အားတာရာဖြစ်ပါတယ်နောက်ထပ် ကိနဲ့ထန်ကြီးမယ်ပေါ့နော်ကိကထိနေပဲအထီကိကဏ္ဍ၃လုံးပေါ့နော်အဲဒီ၆ခု၃မြာကနေစာပြီးပေးလာတာ၃၃၆မှာတော့တပြင်ဖောက်တယ်ပြီးတော့၃မြာလေးတိ၈၆ောက်၆၃မြာ၆ကနေတောက်လျှောက်ထပ်ပြီးတော့အဲဒီကဏ္ဍ၃လုံးထဲက၃လုံး၃မဟုတ်၄လုံး၃လုံးအပြည့်ချပေးတယ်ကိပေါ့နော်ဒီတဲ့ဘက်မှာတော့ကျွန်တော်တို့အတွင်းအရာဒီကိုတုံမြနေအထီကြီးရာမှာဖြစ်ပါတယ်ဗောနော်ကိုတုံမြနေအထီကြီးဆိုတဲ့အတွက်ကြောင့်မို့ဗောနော်ကြီးရာလည်း မဖောက်သွားခဲ့ဘူးဆိုရင်ဘောနောမပြတ်ဘူးဆိုရင်ဘောခမ Okay ဒါဆိုရင်တနည်းအရာတော့တူနည်းတူဟန်ကောင်းတယ်ဘောနောဆက်ပေးမပေးကတော့ကျွန်တော်စောင့်ကြည့်အောင်မယ်ဘောနောကိုတုံများနေအထီကေးဆိုတော့ကိုတုံများနေဒီဟာလေးအကုန်လုံးလွတ်သွားတယ်ဘောနောဒါလေးတွေလွတ်နေတာဖြစ်ပါတယ်ဆိုတော့ကိုတုံများနေနေတလုံးညီတာကဒီတိပရိငါးလေးနေတစ်ခွက်ဒါလည်းရှိတယ်ဘောနောငါးလေးနေကိုတုံများနေနေတလုံးထီတယ်ဘောနော် ။ဟုတ်ကဲ့နောက်ထပ်ကီတကူတက်ပြပေးပါမယ်။ကီရလေးတရားလေးကောင်းတယ်ဗောနော်။တေတေရှောက်ရှောက်ကိုတုံများကနေအာကီတောင်းလုံးတောင်းလျှောက်ပေးနေတာဖြစ်ပါတယ်ဗောနော်။ဒီနေ့ကလည်းကျွန်တော်တို့ဒီမှာပြပေးထားတဲ့အတိုင်းပဲဗောနော်။ထပ်ပြီးချပေးဖို့ပဲလိုတာပေါ့နော်တောင်များလေးလေးနိနိတိ143 863နိတောင်များကို009ပေါ့နော်အာ009ပြီးတော့93များ3များဖြစ်ပါတယ် 300မှာ3လုံး၊69လေးမှာ104လေးနဲ့963မှာ5လုံး၊68ခုမှာ6လုံး၊နိနေခုမှာ2လုံးဒီတစ်ပတ်မှာတော့တလေးငါအထီးကင်းဆိုပြီးရနေတာဖြစ်ပါတယ်ဗောနော်တော်ကိုတော်များနဲ့တလေးနာနဲ့ကိုလည်းကျွန်တော်တွဲပြီးတော့တင်ပြထားတာလေးရှိတယ်ဗောနော်အဲ့ဒီမှာ5လေးနှစ်ကလည်းအထီးကင်း5လုံးရဲ့၄ရက်အထီးတယ်ဗောနော်ဆိုတော့5လေးနှစ်တိဘရိတ်လည်းအားကောင်းတယ်လို့ကျွန်တော်အဲ့ဒီမှာကင်းနေလေးကြင်မှုရှိတယ်ဗောနော်အဲ့ဒီမှာ ကိုတော်များအနေနဲ့ဒီလေး9နှစ်ကီးကိုတွဲတွဲပြီးတော့ကျွန်တော်ပြိနဲ့ထပ်ပြီးချုပ်ပေးထားတယ်ဗောနော်အဲဒီမှာဒီပြိ9နှစ်လေးလေး9နှစ်ဆိုပြီးတွဲတယ်ဗောနော်နှလုံးပေါင်းရှင်းနေလေးရှိကိုနေလိုက်ကင်ရင်မှုရှိတယ်ဒါလေးကိုကျွန်တော်ပြိနဲ့ထက်ညိတာဗောနော်အပြီးခွေကနဲ့နဲ့ထန်ကြီးတော့ဒီမှာတေပရိမ၄နှစ်၅၄၅နှစ်၄၅ဆိုပြီးရတယ်ဗောနော်ဒီမှာတော့၅၄နှစ်ဖြစ်ပါတယ်အကောင်းဆုံးအနေနဲ့ကတော့ကျွန်တော်၅၄နှစ်ကိုတင်ပြီးတော့ပါပါရန်သားတင်တယ်ဗောနော် ငါးလေးနှစ်တည်းတင်ပြီးတော့ကျွန်တော်ပါပါလေးရမယ်ပေါ့နော်လေးနှစ်ငါးနှစ်လေးငါးလို့ပို့တင်ပြီးတော့ပေါ့နော်โอเคတေဘရိတ်အကောင်ဆုံးငါးလေးနှစ်ဖြစ်သွားမယ်ပေါ့နော်โอเคဒါဒီကျွန်တော်အသွန်းကြီးအရာအာညံမီတလို့ကျွန်တော်တို့မိတ်ဆွေများကိုပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်မိတ်ဆွေများညံကွန်ပြီးတော့အချင်းချင်းပြီးအသုံးပြုကြပါငါလေးနှစ်တဲ့တော့ကောင်းဖြစ်သွားမယ်ပေါ့နော်။ကိနဲ့ကိုင်ညီမှုရှိမယ်ဆိုရင်ပေါ့နော်။ ဆိုတော့အဲ့ဒီထိတ်တုံးလုံးတွေပိတ်လေတုံးလုံးအပိတ်တုံးလုံးကိုလည်းကျွန်တော်တို့မဲဆွေများညာကုန်ပြီးတော့မိမိပါတာတပီးခြုံကြည့်လို့လည်းရတယ်ဗောနောပရိတ်ကလည်းမိတ်ဆွေတော့မကြိုက်ဘူးဆိုရင်ဗောနောဂျိန်နေတဲ့တဲ့ပရိတ်နဲ့မြင်ပြပါတာညာကွန်ပြီးအသုံးပြပါငားလေးနေတဲ့ကံကောင်းကြပါစေခင်ဗျာ